ဒီဖုန်းကိုကိုကိုအနေနဲ့ဒါလောကစူပါဟီးရိုးလိုမျိုးပြောရမယ်ပေါ့နော်စူပါဟီးရိုးရဲ့ကာရိုက်တာတရားရောက်နေပြောမယ်ဆိုရင်ဘယ်ကာရိုက်တာဖြစ်မလဲအိုင်ယိုမန်အိုင်ယိုမန်အာအကုန် flash ပေါ့အရင်မြန်တော့ flash တော့အရင်ဟန်နီတုံးတာလေးအာ snap ပြစ်လုံးလို့ကဟန်နီအနေနဲ့ဒီဖုန်းကို rating ပေးမယ်ဆိုရင်ဘယ်လောက်လောက်ပြီးနေဒီဖုန်း rating ပေးမယ်ဆို7 out of 10ပေါ့ ဒီကောင်ပေးမယ်ဆိုရင် rating အဲ့လောက်ဒီပေးလို့ရပါဘာဖြစ်လို့လဲဆိုတော့အဲကိုယ့်ရဲ့ daily life မှာဒီကောင်အတုံးချမှုနေနေဆိုင်နေအဲပြီးတော့ကျတော့သူ့ရဲ့ဒီလုံးတစ်လုံးသုံးတယ်ဆိုတာတွက်နေဘူးလေလို့လဲဆိုတော့ CPU တို့ဘာတို့မှလည်းတော်တော်ကောင်းကောင်းလေးသုံးတော့တော်တော်လေးတွက်တဲ့ထဲမှာပါတယ်ဒီဘုံက Okay ရန် sorry ဆီလော performance ကိုပဲဦးစားပေးပြီးတော့ဖုန်းကြီးကြီးကိုပေါ့နော်ခက်ခက်သေးခြင်ကျင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဖုန်းကိုသုံးလို့ရတယ်ပြီးတော့ blogger တွေအဲဓာတ်ပုံရိုက်တာဘာသာပါတယ်မင်းကလေးတွေပေါ့နော်ဒါပေမဲ့မင်းကလေးဆိုရင်မင်းကဟိုမင်းကလေး အဲ့ဒီလိုမျိုးပေါပေါပါပါနေတတ်တယ်ပင်ပင်ပါပါမင်းကလေးကိုတော့ recommend အရင်မပေးဘူးပေါ့နော်ဖုန်းကြီးကိုကြိုက်တဲ့မင်းကလေးကိုပဲပို့ recommend ပေးရပါဆိုဈေးကွက်ထဲမှာကဟိုအန်နီတို့လိုမင်းကလေးနဲ့လိုက်တဲ့ဥပမာ vivo ဆိုလို့ရှိရင်ပပပြပြလေးတွေ oppo ဆိုလို့ရှိရင်လည်းအဲ့လိုဒီဇိုင်းလှလှအလုံးအလုံးပဲမိင်္ဂလာဒီကောက်ဟနီရဲ့ဖုန်း review အစီအစဉ်မှာတော့ဟနီအကိုကိုဖုန်း review ဟနီရဲ့အတူတူလုပ်ဖို့တက်ဖိတ်ကိုထားပါတယ်ကိုကိုမိတ်ဆက်ပေးပါ ဟိုကျွန်တော်နာမည်ရမှာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဟန်နီတို့ဟန်နီကိုကလည်းကင်မရာနောက်ွယ်မှာဖုန်း review နဲ့ပတ်သက်ပြီးတော်တော်လေးနားလဲပြီးတော့ကင်မရာနောက်ွယ်မှာမြဲနေနေရဆိုတော့ဒီခေါက်ဟန်နီခေါ်လိုက်တာပေါ့နော်။အဲ့တော့ဒီဒီနေ့ဟန်နီတို့လုတ်ပေးသွားမယ့်ဖုန်းလေးကတော့ Techno ရဲ့ Camon 30 Premium 5G ဖြစ်ပါတယ်။ဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့လောက honest review လေးကို deep review လေးကိုဟန်နီတို့မောင်မောင်နဲ့ဆွေးနွေးပြီးတော့ဒီဖုန်းကဘယ်သူတွေရေးတင်လဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ်။စာအနေနဲ့စမ်းကြည့်ပါအောင်နော်။အဲ့တော့အရင်ဆုံး မေးကျင်တာအဲ့ဒီမေးကျင်တာကဒီဖုန်းမှာတန်တယ်လို့ခံစားရတဲ့အကောင်းဆုံး feature တွေဒီက15သိန်းဆိုတော့အခါကျတော့ဘာတွေပါဘာတွေပါလဲကိုကိုဖုန်းသုံးကြည့်တော့ဟောဖုန်းသုံးကြည့်တော့ပထမ design မိုင်းကိုပြောမယ်ဆိုရင်တော့သူကသူ့ရဲ့ design ကြီးလိုက်တာနဲ့ဟို ဒီ effect inspiration မှာ design ကိုကြည့်လိုက်တဲ့နေကိုလူစိတ်ဝင်စားဖို့ကောင်းတယ် leather black နဲ့လုပ်ထားတယ် metal metal body နဲ့လုပ်ထားတယ်အဲ့နှစ်ခုပေါင်းဆက်ပြီးလုပ်ထားတာလူစိတ်ကြည့်လိုက်တဲ့နေစိတ်ဝင်စားမှုဖြစ်စေတယ်ပြီးတော့ performance performance ဆိုလည်းခြေဆက်က8200ကို4နာနိုမီတာနဲ့သုံးထားပြီးဆိုတော့ gain ကြီးပါနေပြီးအကုန်လုံးမှာ smooth ဖြစ်တယ် camera ကလည်း50 megapixel ပဲသုံးလုံးသုံးထားပေးတာဖြစ်တဲ့အတွက် camera ထဲမှာလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကောင်းလဲကောင်းတယ်ပေါ့ photographer photographer တွေအတွက် blogger တွေအတွက်ရွေးချယ်တင်တဲ့ဖုန်းပေါ့ဒီဖုန်းက camera ဘိုင်းမှာဆိုလေအဲ့အဲ့အချက်တွေနဲ့ဟို ပြောမယ်ဆိုရင်ဒီဘုံကဒီဈေးတန်းမှာအချက်တွေနဲ့ပတ်သက်ပြီးရွေးချယ်လို့တင့်နေပြီဒီဘုံကဒီနေသားမှာဆိုအဲဆို15ဒိန်းမှာတော်တော်လေးတန်တဲ့ဘုံလို့ပြောမှာပေါ့15ဒိန်းမှာတော်တော်တန်ပါလေဘုံကတော်ဟန်ဒီလက်ဒီဖုန်းနဲ့ဓာတ်ပုံရရတာအရင်ကြိုက်တယ်တော်တော်လေးလှတယ်လင်းကလေးတွေလုံးဝ smooth ဖြစ်နေတာကွာအခုရိုက်အခုတင်ပြီးတော့ကင်မရာ feature တွေအရင်ဆုံးတယ်နော် ဒီမှာ AI နဲ့လည်းသူ features တွေပါတယ် portrait ရရင် portrait ရရင်တော့တော်တော်သဘောကျသူ edge detection တွေတအားပြတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်တအားပြတ်တယ်ပြီးတော့တခြားဘာ features တွေပါအောင်လဲ camera မှာဒီခုနဟိုကလည်းပါတယ်အေးအေးအေးအလဲပါတယ်ဗောနော်အေးအေးအဆိုတာလည်းတခါလဲကျွန်တော်တို့ application နဲ့လုပ်ရမယ့်လူမျိုးဒီကောင်ကတတိုင်းတစ်ထဲမှာတုံးလို့ရတာဖြစ်တယ်တွေ့မှိုက်တယ်ပြီးတော့ AI cam မှာလည်းသူကတချို့ဟာတွေက ဒီ night detection တွေ noise ဖြစ်သွားမယ် night cancellation တွေအကုန်လုံးသူ AI ဒီ AI နဲ့တခါတည်းကင်မရာမှာပါတဲ့ AI နော်ဟိုက internet မလိုတဲ့ AI ပေါ့အဲ့ AI နဲ့တခါတည်းလုတ်ပြီးသွားတာသူကင်မရာရိုက်ပြီးလို့ဒီ second လေး check ဆိုရိုက်တယ်ပထမလေးရိုက်ချိန်မှာဒီဒီဘောင်းလာချိန်မှာလာမယ် second ပိုင်းလည်းဖတ်သူပြန် reject အကုန်လုတ်ပြီးသားပဲအဲ့အဲ့လိုမျိုးပိုင်းတွေတော်တော်မိုက်တယ်တော်တော်ကောင်းတယ်ပေါ့နော်နေ့တိုင်းရိုက်လို့ရှိရင်လည်းအရန် snap ပြီးဖြစ်တဲ့ check 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 နဲ့အဲ့လိုလုံးဝကျသွားတာမျိုးမရှိဘူးနော်လေးတာမျိုးကြီးကင်မရာဓာတ်ပုံရိုက်ရအခုအဲ့လို အခုရိုက်ဟိုချက်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 နဲ့လို့အရန်ရိုက်ဖို့ကောင်းလဲဆိုတော့ဒါဘလော့ကာတွေတော်တော်လေးကိုမိုက်တယ်ခဏဒီမကြိုက်တာသူ့ရဲ့ဒီအနောက်ကကင်မရာဘက်ညာထူနေရကြီးအရန်တော့မကြိုက်နေဘူးအဲ့ဒီဒီဇိုင်းပိုင်းမှာဒါဟန်ဒီနေနဲ့ပြကြည့်မယ်ဆိုတော့သူ့ရဲ့အားနေ personal personal မကြိုက်တဲ့သူ့ရဲ့အားနေချက်ပေါ့ကင်မရာဒီဇိုင်းကတော့သူကဒီဝိုင်းလောက်ထားပြီးရတော့သူနည်းနည်းလေး လူလူတွေ premier ပုံစံလွတ်ကိုသွားအောင်လို့လုပ်ထားပေးတဲ့ပုံစံမျိုးပြီးတော့ letter နဲ့လည်းလိုက်သွားအောင်လို့ပြီးတော့ဒီ metal နဲ့လည်းလိုက်သွားအောင်အဝိုင်းနဲ့ဖောင်းထားပေးရလို့ထင်တယ်ကျွန်တော်တော့ဖောင်းထားဖောင်းထားပေးရပါဘာ။ဟိုနေကတော့ဖုန်းကိုဒီလိုမျိုးဒီ plain surface မှာတင်လို့ရှိရင်ထောင်ထောင်ကြီးဖြစ်နေတာဟိုတော့ဟိုနေ personal ပြီးလေရတိတ်မကြိုက်ဘောနော်ဒါပေမဲ့သူ့ရဲ့ဒါသူ့ design ပုံစံမျိုးဖြစ်ပါဘောနော်။နောက်ထပ်တစ်ခုကဟိုနေပြောချင်တာဒီဖုန်းကသူ့ရဲ့အားနဲ့ချက် အားနေချက်ဆိုရင်ဟန်နီအရင်ပြောလိုက်ပါတော့အားနေချက်ကဟို software လို့ဟန်နီမြင်တယ်ဆိုဟန်နီတို့တခြား brand တွေအဲ oppo အာ oppo လိုမျိုး brand တွေပြီး samsung တို့ brand တွေသူတို့ရဲ့ ui နဲ့ရှင်လို့ရှင် techno ကအများကြီးခက်နောက်ကျနေတယ်လို့ဟန်နီခံစားရတယ်အဲ့ကိုနေရဆောက်ကွာအခုချိန်ကြီးနည်းနည်းလေးကလေးကလေးဆန်နေတော့တုံးရတာရောဘယ်လိုနေလဲတုံးရတာစမှုဖြစ်တယ်ဆိုပေမဲ့လည်းတချို့ software တွေမှာပါသူက automation မှာတိတ်မကောင်းသေးဘူးအဲ့လိုဝဲတွေရပါနေရလေးတွေလည်းရှိတယ်ပြီးတော့ကတော့သူဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေးအဲ့အတွက်ကိုသူကက သူနည်းနည်းလေးလိုနေသေးတယ်ပေါ့ software နဲ့ပတ်သက်တော့သူတော့ update ပေးရတယ်ကတချို့ကတဟား design နောက်ကြမယ်ပေါ့သူပေးမယ်လို့လည်းပြောထားတာပြောထားတယ်နောက်လာမယ့် season မှာပေးမယ်ဆိုပေမဲ့လည်းအခုလောဆယ်တော့နောက်ကြနေသေးတယ်ပေါ့ဟုတ်တယ်နောက်ကြနေသေးရယ်ဆိုတော့အာတုံးလို့တော့ကောင်းတယ်အဆင်ပြေရယ်ဆိုပေမဲ့လည်းအများကြီး technology အနေနဲ့ဒါဟို improvement တွေရောတိုးတိုးတက်အောင်ပေါ့နော်အများကြီးလုပ်တင်တယ်လို့ထင်တယ်ဘာလို့ဆိုတော့ဖုန်းတစ်လုံးကဘလောက်ပဲ performance ကောင်းနေကောင်းနေအေးသူ့ရဲ့ UI နည်းရမကောင်းဆိုလို့ရှိရင်လည်း ထစ်တာတွေလက်တာတွေအများကြီးဖြစ်နိုင်တယ်နော်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ဒီမှာဟိုတိတိကျကျ AI နေပါလေလဲတိတ်ပြီးတော့သုံးလို့မပါသေးဘူးနဲ့တူတယ်သုံးလို့သူ့ကိုယ်ပိုင်အဲသူ့ရဲ့ error လေးကတော့မစိုးဘူးဒါပေမဲ့စမှုဖြစ်တဲ့ဆိုပေမဲ့လည်းအဲတအားနေကောင်းတဲ့နေရာမှာပါပဲမလဲလှုပ်တော့လှုပ်တယ်အဲ့လို့လို့တဲ့စကားပြောဖို့လေးတယောက်အနေနဲ့တော့ရတာပေါ့နော်အဲကျွန်တော်တို့တစ်ခါအဲပွဲတစ်ခုမှာပေါ့ဒီအောင်လေးယူသွားတယ်သူနဲ့စကားပြောကျွန်တော်မနေ့ကဘာကြီးစားရမလဲကျမကြီးတဘာကြီးတင်တော်လဲလို့မိလိုက်တယ်သူဖြီးပြီးတယ် တော်လေးစုံတယ်အဲတအားနေအများကြီးမဟုတ်မလဲ AECD ဖြည့်ပြီးသွားနိုင်တယ်ဆိုတော့စိုးတော့မစိုးလို့ပြောလို့ရပါတယ်သူရဲ့ error ပေါ့ high error လို့ပြောလိုက်တယ်နဲ့သူကအလုပ်လုပ်ပြီးသားပဲအဲအဲ့လို response တော့တအားနေမနေဘူးဆိုမှလည်းမြန်တဲ့တယ်လည်းမပါသေးဘူးရအဲ Gemini AI နေပါလေဆိုရင်သူကကိုယ့်အကြောင်းနေအကုန်သိသွားပြီဆိုတော့နိုင်ငံမြတ်စာကိုဘာလုပ်တယ်ဘာကြိုက်တယ်ဆိုတာအကုန်သိတယ်ဒီ error မှာတော့သူကအလောက်မလုံးလုံးမလုံးဘူးဆိုပေမဲ့လည်းအဲနည်းနည်းပါးပါးသိနေတယ်ပြန်ပြေးပေးနိုင်တဲ့အနေအထားမှာတော့ရှိတယ်ပေါ့မဆိုးဘူးပေါ့ဒီ တရုတ်ဖုန်း brand တခုအနေနဲ့ budget ဖုန်း brand တခုအနေနဲ့ဒါမတိမတာ AI လေးသုံးလို့ရအောင်လို့ထည့်ပေးထားတာဟုတ်တယ်ဒါသူ့ဈေးတန်းမှာသူ့ဈေးတန်းမှာမဆုံးလို့ပြောလို့ရမယ်ဟုတ်တယ်နောက်ပိုင်းတိုးတက်လာတော့တိုးတက်လာနိုင်တယ်ဗျာဆိုတော့ဒီ air လားကတော့တုံးတဲ့လူတွေတိတ်မပြေသူ့ brand အတွက်ပဲထားထားတာဆိုတော့လေအဲဒီကောင်ကမဆိုးလို့တော့ပြောလို့ရတယ်တော်တော်တော့အလို resume ပိုင်းကောင်းပါတယ်ဒါလေးရလေနောက်ထပ်တခြား manager ဆိုရင်ရော software အဖြစ်ပါရှိအောင်အဲ software ဖြစ်ရင် manager ဆိုရင်တော့ तू ဟာအဲဒီလောက်ဈေးတန်းနဲ့ဒီချိန်မှာ ပြီးရည်စုမခံတာရယ်ပြီးတော့ wireless charger လေးပါမလာတာပေါ့အဲအရင်တချို့ brand တွေတော့ပါလာပြီးမှဒီကောင်ကြောင့်ထိတ်မထားဘူးပေါ့နော်အဲအဲ့ဒါလေးတော့ရှိတယ်ပေါ့ဒါ flagship လို့ပြောလို့ရတဲ့ feature မဟုတ်တော့ဘူးပေါ့မဟုတ်တော့ပဲတစ်လုံးနေနဲ့သတ်မှတ်လို့မရတော့ဘူးလို့ဖြစ်သွားမှာပေါ့နော်ဒါမဲ့လည်းဒါ15သိန်းဝန်းကျင်မှာတော့ mirage လောက်ပဲ features တွေပါတာဆိုတော့ဒါခွင့်လွှတ်လို့ရတဲ့အနေထားပေါ့နော်ဒါအားနည်းချက်ကြီးအရင်ကြီးလို့ပြောလို့မရပါပဲဒါဟန်နီတို့စစ်စစ်ပါပါအပြစ်ရှာကြည့်ရအောင်နော်ဟန်နီအနေနဲ့ iPhone ဘယ်သူတွေဝယ်သင့်တယ်လို့ထင်လဲမသိဘူး ဘသူတွေဝယ်တဲ့လဲဆိုတော့ဟိုဟာဖုန်းကိုဂိမ်းရမ်း sorry ပြီလောက performance ကိုပဲဦးစားပေးပြီးတော့ဖုန်းကြီးကြီးကိုပေါ့နော်ခက်ထက်ထဲခြင်ကျင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဖုန်းကိုသုံးလို့ရတယ်ပြီးတော့ vlogger တွေအဲဓာတ်ပုံရိုက်တာပေါ့နော်ပါတယ်မင်းကလေးတွေပေါ့နော်ဒါပေမဲ့မင်းကလေးဆိုရင်ဘယ်နေရဟိုမင်းကလေး အဲ့ဒီလိုမျိုးပေါပေါပါပါနေတတ်တယ်ပိပိပါပါမင်းကလေးကိုတော့ recommend အရင်မပေးဘူးပေါ့နော်ဖုန်းကြီးကိုကြိုက်တဲ့မင်းကလေးကိုပဲပို့ recommend ပေးရပါဆိုတော့ဈေးကွက်ထဲမှာကဟိုအန်နီတို့လိုမင်းကလေးနဲ့လိုက်တဲ့ဥပမာ vivo ဆိုလို့ရှိရင်ပပပြပြလေးတွေ oppo ဆိုလို့ရှိရင်လည်းအဲ့လိုဒီဇိုင်းလှလှလေးတွေပေါ့နော်အဲ့လိုမျိုးတွေကပို့ပြီးတော့ဒီဇိုင်းလေးအများကြီးထင်တယ်ပေါ့နော်ရကြားလေးတွေကိုတော့ဟန်နီကပို့ recommend ပေးအခုကအဲဒီဘုံကလည်းဟုတ်တယ်အဲ့လိုပဲမင်းကလေးနဲ့ဆိုတော့နည်းနည်း ူတိုက်ဆန်တဲ့ဘက်ကူဒီဇိုင်းကိုသွားပြီးတော့ကာလာလေးကြီးလည်းမင်းကလေးချိန်မဲ့အယောင်မျိုးလေးပေါ့အဲဒါကြတော့ယောက်ျားလေးနဲ့ပို့ပြီးတော့ဟိုလိုက်တယ်ပေါ့ဒီဇိုင်းဒီဇိုင်းအနေထားကို fashion 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 အနေနဲ့ပြောရအောင်ဟုတ်ကဲ့ဒါလုံးဝခက်ခက်တက်တက်ပေါ့ဟာဒီ first impression မှာလုတ်ဖျားလုတ်လို့မျိုးဒီဖုန်းကအကူကြီးတွေပေါ့နော်ခက်ခက်တက်တက်အကူကြီးတွေနဲ့တကယ်ကိုစင်တူတဲ့ဖုန်းလေးတစ်လုံးလို့ပြောရမှာပေါ့ဖုန်းပြောမယ်ဆိုစမတ်ဖြစ်တဲ့ပုံစံနဲ့မှာပါတယ်စမတ်ဒီဇိုင်းပေါ့ဟဲ့ဒီဇိုင်းအနေနဲ့ဟန်နီအနေနဲ့ဒီဖုန်းကို rating ပေးမယ်ဆိုရင်ဘယ်လောက်လောက်ပေးလဲဒီဖုန်း rating ပေးမယ်ဆို7 out of 10ပေါ့ 3.0ကတော့ဒါသူ့ရဲ့ software optimization software update တွေနေနေတာရယ် bloatware လေးပြီးတော့ pre-on store update ပါနေတာတွေ AI feature တွေထပ်ပြီးတော့ထည့်ဖို့လိုတာရယ်အဲအဲ့ဒါတွေကြောင့်မလို့ပေါ့နော်ကိုကိုကဘယ်လောက်ပြီးမလဲအင်းကောင်းပြီးမယ်ဆိုရင် rating 8လောက်တိပြီးလို့ရပါဘယ်လိုလဲဆိုတော့ အဲကိုယ့်ရဲ့ daily life တမှာဒီကောင်အတုံးချမှုနေနေဆိုင်နေအဲပြီးတော့ကျွန်တော်သူ့ရဲ့ဒီလုံးစလုံးသုံးနေဆိုတာတွက်နေဘူးလေလို့လေဆိုတော့ CPU လို့ပါတော့မှလည်းတော့ကောင်းကောင်းလေးသုံးတော့တော်တော်လေးတွက်တဲ့ထဲမှာပါတယ်ဒီကောင်ကချားဖို့နဲ့ဒီဈေးထဲမှာရှင်းမယ်ဆိုရင်အဲအဲ့ဒါကြောင့်ဒီကောင်ကို0.8 ठी ပေးထားတာပေါ့အဲဒါကြောင့် okay အဲ့ဆိုနောက်ဆုံးဟန်ဒီတို့အပိတ်မီကိုအနေနဲ့ပေါ့နော်ဒီဖုန်းကိုကိုကိုအနေနဲ့ဒါလောကစူပါဟီးရိုးလိုမျိုးပြောရမယ်ပေါ့နော်စူပါဟီးရိုးရဲ့ character တရားရောက်နေပြောမယ်ဆိုရင်ဘယ် character ဖြစ်မလဲ အယုံမန်အာအယုံမန်အာโอเคအယုံမန်လို့ဖုန်းပေါ့နော်ဒါဟုတ်ကဲ့ဟန်နီကျတော့ဘယ်စူပါဟီးရိုးလိုမျိုးနဲ့သတ်မှတ်မလဲအဲ့အဖုန်း iPhone flash ပေါ့အရင်ညံ flash ပေါ့ on flash တော့အရင်ဟန်နီတုံးတာလေးအား snappy ဖြစ်လုံးလို့ကအဲ့လို gmail ဖွင့်ဖွင့်အဲ့လိုမျိုးအနည်းက game ဆော့တာတက်စားရင် daily usage တွေအများကြီးတုံးတယ်ဓာတ်ပုံကင်မရာလည်းအရင်ရိုက်တယ်ဆိုတော့အလီလုံးဝ ဒီသူ့ရဲ့ဒီကင်မရာဘတန်လေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့လုံးဝဖြစ်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 နဲ့သွားနေတာဆိုတော့ဒီဖုန်းနဲ့ဆိုရင်လုံးဝ flash လိုမျိုးအလုပ်တွေအများကြီးကောင်းကောင်းလေးလုပ်လို့ရမယ် display ကလည်း 120Hz လုံးဝကြည်ကြဲလေးနဲ့ဗီဒီယိုလည်းအရင်ကြည့်ဖို့ကောင်းတယ်ဆိုတော့ဒီအိုက်ပိုင်းမျိုးတော့သဘောကျတယ်ပေါ့နော်အဲ့တော့15ဒိန်းဝင်းကျက်မှာဒီဖုန်းကိုဝယ်တင်လားငွေတင်ပါ 15ဒီဘုန်းကြီးမှာဒီဖုန်းကဝယ်သိတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။ဟိုဟန်ဒီလည်းသဘောကျတယ်။အာတကယ်လည်းတန်တယ် press to performance ကိုလုံးဝညှိရဲ့ဖုန်းလို့ပြောညှိရဲ့လို့ပြောလို့ရတဲ့ဖုန်းဖြစ်တယ်ပေါ့နော်။အဲ့တော့ okay အဲ့ဆိုရင်ဟန်ဒီတို့ဒီနေ့ review လေးရတာတလောက်ပါပဲ။အဲ့တော့နောက်ထပ်နောက်ထပ် season မှာကျွန်တော် set ဓာတ်လေးပြောပါမလဲဆိုတာလည်း set ပြီးတော့နားထောင်လို့ရပဲဒီ channel ကို။အနည်းအကိုရဲ့ page လေးရှိရဲ့ဆိုအဲ့ page ကိုလည်း like and follow လုပ်ပေးထားပါအောင်။ဟန်ဒီတို့နောက်ထပ် phone review တွေအများကြီးပြီးတော့တခြား ဒါ laptop တွေကဒီ application ပေါ့နော် smartphone နဲ့ပတ်သက်တဲ့ဟာတွေနည်းပညာနဲ့ပတ်သက်တာတွေလည်းပြောပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့ဆောင်ကြည့်ပြီးပါအားလုံးပဲတက်တာ